ပန်းချံမှာအုပ်စုလိုက်လက်စွမ်းပြမိခဲ့တဲ့တားဖြစ်သူဘူးဒီအတွက်အနုညွတ်မီဒီယာကနေတောင်းပန်လာတဲ့ဘူးဒီမိခင်ပရိသတ်များအားလုံးမင်းမင်လာပါရှင့်ကျမတို့ရဲ့ပရိသတ်တွေအားလုံးမကြသေးမီရပိုင်အတွင်းကလူမှုကွန်ရက်ပေါ်မှာတော်မီလို့ပြန်နှံ့ခဲ့ပြီးတော့မြင်ရတဲ့သူတိုင်းကိုစိတ်မကောင်းဖြစ်စေခဲ့တဲ့ပန်းချံတွေကလူငယ်လေးတယောက်အုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့ဗီဒီယိုဖိုင်ကိုမှတ်မိကြအောင်မယ်လို့ထင်ပါတယ်ဒီကိစ္စဟာအွန်လိုင်းပေါ်မှာအကြီးအကျယ်ခရက်ရိုက်ခဲ့ပြီးတော့ပြည်သူလူထုရဲ့ဒေါသနဲ့ဝေဖန်မှုတွေကိုမီးထိုးပေးလိုက် လိုပါပဲအစာပိုင်းမှာတော့ကျူးလွန်သူလူငယ်လေးတွေရဲ့လုံရက်ပုံမှာပြင်းထန်တဲ့ကံကွက်ရှုတ်ချမှုတွေဇက်တိုက်ဆိုသလိုထွက်ပေါ်လာခဲ့ပါတယ်။အထူးသဖြင့်တော့တရနိုင်ခြင်းမှုကိုဥဆောင်ခဲ့သူလို့ယူဆရတဲ့ဘူးသီးဆိုတဲ့လူငယ်လေးကတော့လူအများရဲ့ပြစ်မှတ်ဖြစ်ခဲ့ရပါတယ်။ဒီပညာကျွမ်းကျင်တဲ့ online ဆုံတောက်တွေရဲ့ဖော်ထုတ်မှုတွေနဲ့အတူဒီပြစ်စင်ကပုံမကျပြန့်လာခဲ့ပြီးတော့ပအဝင်ပတ်သက်သူတွေရဲ့နောက်ကျောင်းရာဇဝင်တွေအထိပါတူးဖော်ခံခဲ့ရပါတယ်။ ဒီလိုချင်းနေဒီမှာပဲလူတွေထင်မှတ်မထားတဲ့အလဲပြောင်းတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့အဓိကတရားခံလို့သတ်မှတ်ခံထားရတဲ့ဘူးဒီရဲ့မိခင်ကိုရိုင်းမီဒီယာရှေ့ကိုထွက်လာပြီးတော့သားဖြစ်သူရဲ့အမအတွက်ဝင်းချတောင်းပန်ခဲ့ရပဲဖြစ်ပါတယ်။ဒီနေရာမှာမိခင်တယောက်ရဲ့သားသမီးပေါ်မှာထားတဲ့မေတ္တာတရားနဲ့အမကိုအမှန်တိုင်းရင်ဆိုင်ရတဲ့တတ္တိကိုအားလုံးကအတိအမှတ်ပြုရမှာပါ။ သူမရဲ့ပြောဆိုချက်အရတော့ဒီပြဿနာကလူငယ်တဘာဝချစ်သူရီးစားကိစ္စကနေအရင်ခံခဲ့ရဖြစ်ပြီးနင့်နာသူကလေးငယ်ဘက်ကသူသားရဲ့ချစ်သူအပေါ်မှာအသေးရေပြည့်စည်တဲ့စကားတွေပြောဆိုခဲ့ရကနေ မကြေမနက်ဖြစ်ပြီးတော့အခုလိုရန်ပွဲအဖြစ်ကိုရောက်ရှိသွားခဲ့ရဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဒီကိစ္စကိုဖြစ်ပွားပြီးပြီးချင်းမှာပဲနှစ်ဖက်မိဘတွေတွေ့ဆုံပြီးတော့ဂျေအေးကြောင့်စကားပြောဆိုပြည်လည်မှုရယူခဲ့ပြီးသားဖြစ်တယ်လို့လည်းဆိုပါတယ်။အများပြည်သူကမြင်တွေ့နေရတယ်လို့သူသားကစိုးသွမ်းတဲ့ကလေးတယောက်မဟုတ်ပဲအိမ်မှာဆိုရင်အင်မတန်လိမ္မာရေးချရှိတဲ့ကလေးတယောက်ဖြစ်ကြောင်း အခုဖြစ်စဉ်အတွက်လည်းတားဖြစ်သူကနောင်တကြီးစွာရရှိနေပြီးတော့မကြခင်မှာပဲတရားစခန်းဝင်ကတင်ငန်းဝေဖို့အထိစီစဉ်ထားကြောင်းပြောကြားခဲ့ပါတယ်။မိခင်တယောက်အနေနဲ့ဒီကိစ္စမှာစိတ်နှောက်ရှက်ဖြစ်ခဲ့ရတဲ့သူတွေအားလုံးနဲ့နေနာသူကလေးငယ်ရဲ့မိသားစုကိုတားရဲကိုစားအနှူးညွတ်တောင်းပန်ပါတယ်ဆိုပြီးတော့မျက်ရည်တွေနဲ့အတူဖွင့်ဟခဲ့တာကတော့မြင်ရတဲ့သူတိုင်းကိုစိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ဒီတောင်းပန်မှုထွက်ပေါ်လာပြီးတဲ့နောက်မှာလူမှုကွန်ရက်ပေါ်ဟာအတန်တွေကလည်းတပြောင်းလဲဖြစ်သွားခဲ့ပြန်ပါတယ်။ လူငယ်ဆိုတာမားတက်တာပဲအမားကိုတီးပြီးတော့ပြန်တောင်းမှလာတာကိုလက်ခံပေးတဲ့ဆိုတဲ့အမြင်တွေတားတယောက်ရဲ့အမားအတွက်လူအများရှိမှရရင်ဝင်ဝင်တောင်းဝင်ယူပေးတဲ့မိခင်မြတ်တာကတော့အတူယူစရာပဲဆိုတဲ့ချီးကျူးတန်တွေကြည်ကြည်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဒင်းကားပြားမှာခေါင်းနဲ့ပန်းဆိုတာရှိသလိုတခြားတစ်ဖက်မှာလည်းဝေဖန်မှုတွေကတော့ရှိနေသေးပါ။ဒီဗီဒီယိုဖိုင်တာတက်မလာခဲ့ရင်ဒီလိုတောင်းပန်မှာမဟုတ်ဘူး။ တကယ်လိမ္မာတဲ့ကလေးကဒီလိုရရဆက်ဆက်အနိုင်ကျင်းမမလားဆိုတဲ့မိကွန်းထုတ်မှုတွေကလည်းရှိနေသေးပါ။နင်နာသူကလေးငယ်ရဲ့စိတ်ပိုင်းဆိုင်ရာအထီးကနင်နာမှုကိုလည်းထည့်သွင်းစဉ်းစားပေးဖို့တောင်းဆိုနေကြတာကိုလည်းတွေ့ရပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီဖြစ်စဉ်တစ်ခုလုံးကိုပြန်သုံးသပ်ကြည့်လိုက်ရင်ကျမတို့အတွက်သင်ခန်းစာတွေအများကြီးရရှိစေပါတယ်။လူငယ်တယောက်ရဲ့အမားကိုလက်ညှိုးထိုးအပြစ်တင်ဖို့အတွက်အမားကနေသင်ငန်းစာယူပြီးတော့ဘဝကိုအကောင်းဆုံးပြန်လည်တည်ဆောက်နိုင်ဖို့အတွက်ဝိုင်းဝန်းပြီးတော့အခွင့်အရေးပေးခြင်းကော ိုမိုကောင်းမွန်တဲ့လူအဖွဲ့စီကိုဖန်တီးရရောက်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီစာကိုဖတ်ရှုနေတဲ့မိတ်ဆွေတို့ရဲ့အမြင်ကရောဘလို့ရှိပါသလဲဘူးသီးဆိုတဲ့လူငယ်လေးကိုခွင့်လွှတ်ပြီးတော့ဒုတိယအခွင့်အရေးတစ်ခုပေးသင့်ပြီလို့ထင်ပါသလားဒါမှမဟုတ်သူရဲ့လုံရက်အတွက်ထိုက်တန်တဲ့သင်ခန်းစာတစ်ခုရရှိသင့်တယ်လို့ယူဆပါသလားမိခင်ဖြစ်သူရဲ့တောင်းပန်မှုအပေါ်မှာရောဘလို့သဘောထားမှတ်ချက်ပေးခြင်းပါသလဲမိမိတို့အားလုံးရဲ့အမြင်တွေကိုမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်